ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်ဒီဘက်မှာဆက်စပ်ခြင်းစဉ်းစားတာကတော့ကျွန်တော် YouTube နဲ့ပတ်သက်တဲ့ဘူသူရဗီဒီယိုလေးတခုကျွန်တော်တင်မယ်လို့စဉ်းစားတာဒါပေမဲ့အားလုံးသိကြတဲ့အတိုင်းပဲဒီကျွန်တော်မြန်မာတမိုင်းမှာပေါ့နော်ဒီနှစ်နေရာလောက်တွင်မှာမကြုံစဘူးထူးထူးရွရွသဘောပေးရတဲ့ငလင်ဖြစ်ခဲ့တယ်ပေါ့နော်အဲဒီတော့ကျွန်တော်ကျွန်တော် topic လေးတခုကျွန်တော်ပြောင်းခြင်းပါတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်ဒီလက်ရှိပေါ့နော်ငလင်နဲ့ပတ်သက်ပြီးတော့ဒီနောက်ဆက်တွဲ ဖြစ်နိုင်ခြင်းရှိတဲ့ဆောင်ရွက်ဆောင်ရွက်အချက်လေးပေါ့နော်အားလေးကိုကျွန်တော်ဝင်ပြပေးချင်ပါတယ်အခုငလျင်ဖြစ်ပွားပြီးပါဆိုပေမဲ့လည်းကျွန်တော်ငလျင်သဘောတရားအရဆိုလို့ရှိရင်ငလျင်ကကြတော့ကျွန်တော်ဒီငလျင်ကြီးမလာခင်မှာငလျင်အသေးလေးစတိုက်ဖြစ်ပွားတတ်တယ်လို့မျိုးငလျင်ကြီးဖြစ်ွားရည်ဆိုလို့ရှိရင်လည်းငလျင်သေးကထပ်ပြီးတော့စတိုက်ဖြစ်ပွားတတ်ပါတယ်အဲဒါကြောင့်မူဒီကြောင်းအလေးတွေသိချမယ်ဆိုလို့ရှိရင်တကယ်ကျွန်တော်တို့အတိုင်းတာတစ်ခုထိဘူတရာရရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာ အဓိကငလင်းဖြစ်ပေါ်တဲ့အကြောင်းရင်းတွေကကျွန်တော်တို့ကျွန်တော်မြေရောကပါပါပေါ့နော်မြေမြေသွားလာတွေကတစ်ခုနဲ့တစ်ခုတိုက်မိတာတို့ပုတ်တိုက်တာတို့ပြီးရင်ကျွန်တော်ကြော်တက်တာတို့ပြီးကြလို့ရှင်ကျွန်တော်တို့ဒီအရန်မြေလွားတစ်ခုနဲ့တစ်ခုအရန်ဝေးကွာသွားတဲ့အခါမျိုးကြလို့ရှင်လေဖီအားများပြီးတော့ငလင်းဖြစ်ပေါ်တတ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီပြက်ရွှေကြောပေါ့နော်ပြက်ရွှေကြော ပြက်ရွှေကြောတွေများလာတဲ့အခါကျခြိုက်ဝန်းတွေများလာတဲ့အခါကျခံမျိုးကြလို့ရှင်လေငလင်းဖြစ်ပေါ်တတ်ပါတယ် နောက်တစ်တစ်မျိုးကတော့ကျွန်တော်မီးတောင်ပောက်ကွယ်မှုပေါ့နော်မီးတောင်ပောက်ကွယ်မှုအရန်ပြင်းထန်တဲ့အခါမျိုးကြလို့ရှိရင်လည်းကျွန်တော်ငလင်ဖြစ်ပွားတတ်ပါတယ်နောက်တစ်မျိုးကတော့နောက်တစ်မျိုးကတော့ကျွန်တော်လူလေးကြောက်ဖြစ်တာပေါ့လူလေးကြောက်ဖြစ်တဲ့နေရာမျိုးကဘယ်လိုနေရာမျိုးလဲဆိုရင်ကျွန်တော်ဂျိန်နန်တို့နန်တို့တဘောတန်ဝေတို့တူဖို့တဲ့အခါကြလို့ရှိရင်ဂျိန်နန်တို့တဘောတန်ဝေတူဖို့တာတော့ပြီးပြီးကျွန်တော် mining လုပ်တာပေါ့နော် mining လုပ်တာများတဲ့အခါမျိုးကြလို့ရှိရင်လည်းငလင်ဖြစ်ပွားတတ်ပါတယ်ဒါပေမဲ့လူကြောက်ဖြစ်တဲ့ငလင်ကတော့ကျွန်တော်တို့သူသေသနာတွေတိုင်းတာချရပါတော့เนาะဒီ6 step six richard skater မကြောဘူးပေါ့နော်အဲ့အောက်ပဲဖြစ်လိရှိပါတယ်အဲများငလင်းကိုတိုင်းတာတဲ့ခါကျမျိုးကြားလို့ရှိရင်နော်ငလင်းတိုင်းတာတဲ့ခါကြားလို့ရှိရင်ကျွန်တော်တို့က richard skater နဲ့တိုင်းတာပြီးတော့ကိန်းကနန်းရဆိုလို့ရှိရင်တစ်ကနေ၉ဒီတိုင်းတာလေးရှိပါတယ်ပြီးအဲ့ဒါငလင်းအောက်တိုင်းတာပေါ့နော်ငလင်းရဲ့ဖြက်စီးနိုင်တဲ့ဆွမ်းအောက်တိုင်းတာတော့ကျွန်တော် molecule နဲ့တိုင်းပြီးတော့သူရဲ့ကိန်းကနန်းရဆိုရင်တစ်ကနေ7ဒီရှိတတ်ပါတယ် ကျောင်းမြန်မာနိုင်ငံမှာဆိုရင်ထင်ရှားတဲ့ပြည့်ရွှေကျော်၃ခုရှိပါတယ်။ပထမတစ်ခုကတော့ကျွန်တော်အနောက်ဘက်ရခိုင်ကမ်းခြေမှာတည်ရှိပြီးတော့ကျွန်တော်ဖြတ်သွားတဲ့မြို့တွေကြတော့ရခိုင်မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့တွေဖြတ်သွားပါတယ်။အဲကြီးကြီးမားဆိုလို့ရှိရင်1962ခုနှစ်မှာဒီရခိုင်ကမ်းခြေမှာငလျင်လုတ်ခဲ့ပြီးရပေါ့နော်။အဲဒီတော့ဆိုရင်ပညာရှင်တွေခမှန်းကျရဆူနာမီအောင်ဖြစ်နိုင်ခြေရှိခဲ့တယ်ပေါ့နော်။ဒုတိယတစ်ခုကတော့ကျွန်တော်ဒီ မြန်မာနိုင်ငံအလဲပိုင်းမှာရှိတဲ့စကိုင်းပြည့်ရွှေကြီးပေါ့နော်သူကတော့မြန်မာနိုင်ငံမြောက်ဘက်ကနေတောင်ဘက်ကိုသွားပြီးတော့1200အရှေ့က1200ကီလိုမီတာ950မိုင်ဝန်းကျင်တော့ရှိပါတယ်သူဖြတ်သွားတဲ့မြို့တွေကတော့ကျွန်တော်မန္တလေးစကိုင်းပုဂံပြီးမုံရွာရန်ကုန်မြို့တွေဖြတ်သွားပါတယ်ကြီးကြီးမားဆိုရင်1839ခုနှစ်လောက်မှာအင်းဝငလင်းဆိုပြီးတော့ဖြစ်ခဲ့ပူပါတယ် Richard Scale နေနေကတော့ကျွန်တော်အိတ်ဝန်းကျင်တော့ရှိပါတယ်တတိယတစ်ခုကတော့ကျွန်တော်ရှမ်းပြည်နောက်ဘက်မှာရှိတဲ့ကြောက်ကြမ်း follow ်ခေါ်ကြတဲ့ဒီကြောက်ချမ်းကလင်ကျော်ပေါ့နော်ကြောက်ချမ်းကလင်ကျော်ဖြတ်သွားတဲ့မြို့ကြီးကတော့ကြောက်ချမ်းကလင်ကျော်ဖြတ်သွားတဲ့မြို့ကတော့ကျွန်တော်မူလင်းပြင်မနာနဲ့နေပြီးတော့မြို့ကြီးဖြစ်ပါတယ်ပြင်ပြင်းထန်ဆိုဆိုလို့ကျွန်တော်ထောက်ကူရ12ခုလောက်မှာမေမြို့ကလင်ထုတ်ခဲ့ပြီးပါတယ်ရစ်ချာဒါစကီကတော့အိတ်ဝင်ကျင်းလောက်ရှိပါတယ်ကျွန်တော်မြန်မာတပိုင်းမှာဆိုလို့ချင်းအထင်ရှားဆုံးနဲ့လူသေးပြောက်အများဆုံးကလင်ကတော့ကျွန်တော်ဘကုန်းမလင်းကလင်ဖြစ်ပါတယ်ဘကုန်းကလင်ကို1930မီလာလောက်မှာလောက်ခဲ့လောက်ခဲ့ခဲ့ပြီးတော့လူပေါင်း9ကျော်လောက်တည်တည်ဆုံးခဲ့ပါတယ် ါတော့ဒီမတန်နေအရာပေါ့နော်အပြင်မှာဆိုလို့ရှိရင်အိတ်ထက်လည်းပိုများနိုင်ကြီးရှိရပါဘူး The Richards are scale အနေနဲ့ဆိုရင်7.5ဝင်းကျင်လောက်ရှိပါတယ်ဒီတစ်ခေါက်ကျွန်တော်ပြောပြပေးချင်တာတော့ငလင်းအန်ရဲ့ကာဝယ်နိုင်မယ့်နိလန်နေပါအရင်ဆုံးကျွန်တော်တို့အခန်းတိုင်းပေါ့နော်ကိုနေရဲ့နေရာတိုင်းလုံခြုံတဲ့နေရာတွေကိုတည်ထားဖို့လိုအပ်ပါတယ်။အဲဒီလုံခြုံတဲ့နေရာတွေမှာဆိုလို့ရှိရင်လည်းအကာအကွယ်ယူတတ်ဖို့လည်းကျွန်တော်လေ့ကျင့်ထားဖို့လိုပါတယ်။ အဲ့လိုမျိုးလုံခြုံတဲ့နေရာအပြင်ကျွန်တော်ကိုယ်အိမ်ကိုယ်လုံးကိုယ်ပတ်ဝန်းကျင်မှာရှိရင်မလုံခြုံတဲ့နေရာတွေလည်းတည်ထားဖို့ရည်ကြည်ပါတယ်။အိမ်ပြင်မှာရှိနေရင်လည်းလုံခြုံတဲ့စိတ်ချရတဲ့နေရာတွေကိုကျွန်တော်တည်ထားဖို့လိုအပ်ပါတယ်။ထွက်ပြေးဖို့လမ်းကြောင်းတွေအရန်လမ်းကြောင်းတွေကိုလည်းကျွန်တော်တည်ထားဖို့လိုပါတယ်။ရေတန်းခွေနဲ့လက်ဆင့်ပြီးတွေကိုအရေးပေါ်ဖြတ်တောက်နိုင်မယ်နီလန်းတွေကိုလည်းတည်ထားရပါမယ်။ဒီကတော့ကျွန်တော်ငလင်လုံးနေချိန်လှုပ်ဆောင်အောင်အချက်တွေပြောပြပေးခြင်းပါတယ် ကျွန်တော်ငလင်လောက်တဲ့ခါမျိုးကျွန်တော်ငလင်လောက်တာကြောင့်မလို့ကျွန်တော်ဒူတည်ဆုံးတာမဟုတ်ပါဘူးငလင်လောက်တဲ့လောက်လောက်တာကြောင့်မလို့ပေါ့နော်ကျွန်တော်အဆောက်အုံနေလမ်းကြီးရိုင်းနေတခုခုပြိုကျပျက်စီးကျသွားတာမလို့သွားတာကြောင့်မို့တာကျွန်တော်ဒီလူတည်ဆုံးရခြင်းဖြစ်ပါတယ်အားကြောင့်မလို့ကျွန်တော်ငလင်လောက်ပြီဆိုတာနဲ့မြေကြီးဒါမို့အဆောက်အုံကပြိုကျလာမယ်အရာဟုတ်သူ PC နဲ့မထိမိအောင်လို့ကျွန်တော်တို့တတိပြုပါမှာပါပထမတစ်ချက်ကကျွန်တော်ပြိုကျမှုတွေနဲ့အနေအကင်းအောင်လို့ခိုင်ခန့်တဲ့စပွဲခွန်အောင်အမြန်ဆုံးပုံခုဖို့လိုအပ်ပါတယ် နောက်တစ်ခုကကျတော့ဂျမ်းမြင့်မော်လဲချနိုင်တဲ့လေးလံတဲ့အရာဝတ္ထုတွေ၊ဗီဒီယိုလိုမျိုးအရာတွေကိုသတိထားပါမယ်။တကားပေါက်ပဒင်းပေါက်တွေနဲ့ဝီရဲ့နေရာမှာနေရပါမယ်။ဘာဖြစ်လို့ဆိုတော့တကားပေါက်ပဒင်းပေါက်တွေနဲ့ဒီတရားနေပေါ့။ဒီကနေကျွန်တော်မှန်နေပါတယ်၊လွင့်ကြတာတို့မှန်ကွဲတာတို့မဖြစ်အောင်ပါ။အရေးကြီးတဲ့ချက်ကတော့ကျွန်တော်ငလင်လုံးနေတဲ့အချိန်မှာအိမ်ပြင်ထွက်မပြေးပါနဲ့။ အထက်မြင့်တိုင်းမှာနေလို့ရှိရင်လည်းကျွန်တော်ဓာတ်လိကာသုံးပြီးတော့ဆင်းပြေရမလုပ်ပါနဲ့။ဘာဖြစ်လို့ဆိုဓာတ်လိကာသုံးပြီးတော့ကျွန်တော်ဆင်းပြေတဲ့ခါမျိုးကြရင်ဒါအပြတ်တော့တာမျိုးပြီးပြတ်တာမျိုးဖြစ်နိုင်ပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်ဆင်းမယ်ဆိုလို့ရှိရင်ရိုးလိကာကိုသုံးပြုပြီးပဲဆင်းပြေချိန်ချင်ပါတယ်။ကိုကလမ်းပေါ်မှာရှိနေရင်တော့အဆောက်အဦလက်စီကျိုးရင်လည်းဝေးတဲ့ကွင်းပြင်ကိုသွားနိုင်ပိုကောင်းပါတယ်။ဥပမာကျွန်တော်ပန်းချန်လို့လို့နေရာမျိုးပေါ့။ကားထဲမှာရောက်နေမယ်ဆိုရင်တော့ကားကိုဆက်သက်ပြီးတော့လုံခြုံစိတ်ချရတဲ့နေရာမှာရန်နာထားဖို့လိုအပ်ပါတယ်။ ကျွန်တော်တတားအောက်လိုမျိုးအဆောက်ဘီနာလိုမျိုးနေရာတွေမှာမရက်ထားတာကောင်းပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ပင်လယ်ကမ်းကြီးလိုမျိုးနေတဲ့မြက်ကမ်းပါးတွေမျိုးနေရာတွေမျိုးနဲ့ဝေးရနေရာတွေမှာကျွန်တော်နေဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အရန်ငလျင်ကြီးမလာနဲ့အများဆူနာမီလိုမျိုးရေလိုင်းမျိုးတွေဖြစ်နိုင်တဲ့အနေအရှိလိုပါ။အရင်လောက်ပြီးလောက်ဆောင်အောင်မယ်ချက်တွေဆိုလို့ရှိရင်အရင်ဆုံးမိမိကိုယ်ကိုတရားရမြတ်စစ်ဆေးဖို့လိုအပ်ပါတယ်။ တန်ရရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရှေးကုသနာမြင်နေအရင်ဆုံးပြုစုပြုလိုအပ်ပါတယ်။နောက်ပြီးတော့ကိုယ်နဲ့ဆိုင်တဲ့အဆောက်အုံတွေပေါ့နော်အဆောက်အုံတွေရဲ့ထိခိုက်မှုပမာဏကိုကျွန်တော်စစ်ဆေးဖို့လိုအပ်ပါတယ်။နောက်တစ်ခုကကျွန်တော်မီပီအနေနဲ့လည်းတွက်ဆတာကိုလိုပါတယ်။ဘာလို့လဲဆိုတော့ဓာတ်ဝေးပိုင်လိုင်းယူစိတ်တာတွေလက်ရှိမီဂျူတွေပေါက်ပြေးတာတွေဖြစ်နေနိုင်တာမျိုးပါ။ဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်တို့ကမီချစ်ကိုမသုံးမင်းနဲ့ဓာတ်ပီဘက်ထရီမီတို့သုံးပေးတာဓာတ်ဝေးနဲ့လောင်စာစီနဲ့တကယ်လို့တစ်ခုခုရရဲဆိုလို့ရှိရင်အဲ့နေရာကနေအမြန်ဆုံးထွက်ခွာသွားဖို့လိုပါတယ်။ ငလင်လောက်ပြီးွားပြီဆိုတာနဲ့လည်းကျွန်တော်တို့နောက်ထပ်ငလင်ငယ်လေးလေးလုံနိုင်ပါသေးတယ်။မျိုးပြမှာဆိုလို့ရှိရင်ကျွန်တော်မိဖုရဲ့အနယ်ဖြစ်ပွားနိုင်တယ်လို့ရေကာတာကြီးဆိုလို့ရှိရင်လည်းကျိုးပြတ်ပြီးရေကြီးနိုင်ပါတယ်။တောင်ပြူတာမြေပြူတာအပြင်ရွှွန်ပြီးတောင်တွေလည်းပေါက်ကွဲတက်ပါသေးတယ်။ဆူနာမီလိုင်းတွေလည်းရိုက်ခတ်နိုင်ပါတယ်။နောက်တစ်ခုရေကြီးတာကတော့ကျွန်တော်တည်င်းချက်လက်တွေကိုစိတ်ချရတဲ့တည်င်းဌာနတွေအနေနဲ့ရယူဖို့ပါ။နောက်တစ်ခုကတည်င်းမားတွေကိုလည်းကိုယ်တိုင်မရှိမိဖို့လိုအပ်ပါတယ်။ဗီဒီယိုလေးကိုသုံးနေကြည့်ပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်။ ျွန်တော်ဒီ video ကိုအမြန်လုပ်လိုက်တဲ့အတွက်ကြောင့်မို့တခုခုလိုအပ်ချက်တွေရှိခဲ့ရင်လည်းကျွန်တော်အကုန်လုံးမှာပြောသားပေးကြပါဦး။အားလုံးပဲငလင်းနဲ့ပတ်သက်ပြီးတော့ဘေးရန်နဲ့ကင်းကြပါစေလို့လည်းဆုတောင်းပေးပါရစေ။နောက်တဲ့ video မှာထပ်တွေ့ကြပါဦး။အားလုံးပဲတက်တာ။